မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတိုင်းပြင်းလွင်မြို့အနီးကိုဗဟိုဖြစ်ပြီးတော့ပြင်းအား၄.၃အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားခဲ့ပြီးပြင်းလွင်မန္တလေးနဲ့စကိုင်းမြို့တို့မှာငလျင်ကိုတိတိတသားခန်းစားလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့စက်တမ်ဘာလ23ရက်နေ့မနက်9:46မိနစ်အချိန်မန္တလေးတိုင်းပြည်ဦးလွင်မြို့အနီးမြေအောက်နဲ့10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ပြင်းအား၄ .9 အဆင့်ရှိတဲ့ အင်အားအတော်သင့်ရှိတဲ့မြေငန်လင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကတရင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီငန်လင်ကြောင်းပြည်ဦးလွင်မှာရှိတဲ့ဒေသခံပြည်သူများဟာအလွန်တိတ်သာစွာခံစားလိုက်ရတယ်လို့ပြောပါတယ်။ပြည်ဦးလွင်မှာတော့အကုန်လုံးလန့်ပြီးအော်တဲ့သူကအော်တယ်၊ငန်လင်ကမြေအောက်ကအတန်ကြီးနဲ့ကိုလှုပ်တာအထက်မြင့်တိုက်တာမရှိပေမဲ့လည်းအရန်ကိုတိတ်သာတော့အိမ်အပြင်ကိုထွက်ပြေးမိတယ်လို့ပြည်ဦးလွင်မျိုးရက်ွက်ကြီး30တပ်ဦးရတနာဘုံကျောင်းအနီးမှာနေထိုင်တဲ့ပြည်သူတအူးကရှင်းပြထားပါတယ်။အဲ့ဒီငန်လင်ကိုမန္တလေးမြို့မှာလည်းတိတ်တိတ်သာစွာခံစားလိုက်ရပြီးတော့ဒေသခံပြည် ြည်သူများအလံတကြားဖြစ်ခဲ့ရတယ်လို့မန္တလေးကပြည်သူများကဆိုပါတယ်မနေ့6နိုင်လာကလှုပ်သွားတာအချိန်တော့အရန်မကြဘူးတစ်ချက်ပဲစောင့်လို့တယ်လို့ခန်းစားလိုက်ရတာလို့မန္တလေးကပြည်သူတို့ကပြောပြထားပါဗျ။သခိုင်းမျိုးပေါ်မှာလဲမလျင်လောက်ခတ်သွားတာကိုသိရှိလိုက်တော့လေ အင်းအားပြင်းထန်မှုမရှိဘူးလို့ယူဆရကြောင်းသခိုင်းမျိုးဇေယျကွက်တဲ့ရက်ခွက်မှာနေထိုင်နေသခိုင်းမျိုးပရိုက်တာအဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်စစ်တပ်လက်အောက်ခံမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ဒီကနေ့မနက်9:46မိနစ်မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးဟာပြေးအား၄အဆင့်သာရှိပြီးတော့မန္တလေးတိုင်းမရရမျိုးရဲ့အနောက်တောင်ဘက် 6မိုင်ခန့်ကိုဗဟိုပြုထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာမက်စလာ28ရက်နေ့ကပြင်အား9.8အဆင့်ရှိတဲ့သခိုင်းငံလီယန်ကြီးကြောင့်မန္တလေးသခိုင်းနေပြည်တော်အပါအဝင်မြို့ကြီးများကပြည်သူတွေထောင်ထဲချီပြီးတော့တိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မြန်မာနိုင်ငံအတွင်းမှာစစ်တပ်နဲ့ပူးပေါင်းပြီးတော့တော်လိုင်းရဲတပ်ဖွဲ့များကိုတိုက်ခိုက်နေတဲ့အိန္ဒိယကတဲ့လက်နက်ကိုင်တပ်ဖွဲ့ကို drone နဲ့ဘုံးကျဲချခဲ့ရာစစ်သား10ဦးတပ်စိတ်ဒစိစာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ15ရက်နေ့မှာကလေးမြို့နယ်နန်းဟန်ွဲ့ရွာမှာရှိတဲ့စစ်ကော်မရှင်အဖွဲ့ဦးစီးတဲ့ကတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုကလေးခရအမှတ်လေးတိုက်ရင်က drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းဘုံးကျဲမှုကြောင့်စစ်တပ်ကဗိုလ်တအုပ်ဦးစီးတဲ့ကတဲ့လက်နက်ကိုင်တပ်စိတ်ဒစိစာ10ဦး ဦးတေဆုံးခဲ့ရတဲ့အပြင်စစ်ကောင်မရှင်ကဗိုလ်မှူးတအုပ်လဲထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စက်တဘာလ9ရက်နေ့ကလေးကကလေးမြို့နယ်နန်းဆောင်ဘူးခြေရွာကိုစစ်ကြောင်းထိုးနေတယ်စစ်ကြောင်းမှာ ကတဲလက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားအယောက်60ပါဝင်တယ်လို့သိရပါဗျ။ယခုခါကတဲလက်နက်ကိုင်တပ်ဖွဲ့များကိုနောက်တန်းကိုပြန်ပို့ထားတယ်လို့ပြောပါတယ်။ဒါအပြင်ကတဲလက်နက်ကိုင်တပ်ဖွဲ့ကဗိုလ်ကြီးတဦးဦးစီးတယ်။ကတဲလက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အားအယောက်30ခန်းဟာကလေးမြို့မှာရှိတဲ့အမတ်30တမတော်တန်းမြက်လေးချင်ရေးကြောင်းတတက30မှာအရာရှိတန်တန်တက်ရောက်နေတယ်လို့သိရပါဗျ။အဲ့ဒီကတဲလက်နက်ကိုင်ဗိုလ်ကြီးဟာသူ့ရဲ့မိန်းမကိုပါတဘာတည်းခေါ်ဆောင်ထားတယ်လို့တော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်းကတဲလက်နက်ကိုင်တပ်ဖွဲ့ဝင်များကပြန်လည်ပြောပြ ြထားပါတယ်အိန္ဒိယနိုင်ငံကကတဲလက်နက်ကိုင်တပ်ဖွဲ့ကဩဂတ်စ်လအတွင်းမှာဟ ோம் လင်းမျိုးကနေစုံစင်းလာတဲ့အသင်းမော်တွေနဲ့ကလေးမျိုးကိုစတင်ဝေရောက်လာခြင်းဖြစ်ပြီးခန်းဒီခရိုင်ဟ ோம் လင်းမျိုးနယ်မှာရခင်ကအထိုင်ချနေထိုင်ပြီးတော့တော်လိုင်းရဲ့အဖွဲ့များကိုမကြာခဏတိုက်ခိုက်နေတယ်လို့သိရပါတယ်ယခုခါကတဲလက်နက်ကိုင်တပ်ဖွဲ့ဝင်များဟာကလေးမျိုးကိုပြောင်းရွှေ့သွားတယ်လို့ယူဆရကြောင်းအမတ်တစ်စစ်တွေသားကထုတ်ပြန်ထားပါတယ် အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ကတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟာဆယ်စုနှစ်တစုကျော်ကြာကတည်းကသခိုင်းတိုင်းတမူးခရိုင်ဟဲစင်းရွာအတွင်းကိုစတင်ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်ပြီးတော့လက်နက်နဲ့မူးယစ်ဆေးဝါးများကိုလည်းရောင်းဝယ်ဖောက်ကားနေတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံကကတဲ့လက်နက်ကိုင်တပ်ဖွဲ့များအပြင်နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCNK လည်းတမူးခရိုင်နဲ့ခန်းနီခရိုင်အတွင်းမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့တော်လိုင်းတပ်ဖွဲ့များကိုတိုက်ခိုက်လေရှိတယ်လို့သိရပါတယ်။ အခု2025ခုနှစ်မှာအိန္ဒိယစစ်တပ်ရဲ့စေဦးစီးချုပ်ကစစ်တပ်ဘက်ကအမတ်တေစစ်စင်ရဲ့အထူးတပ်ဖွဲ့ကာဆာထတင်မူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့တွေ့ဆုံခဲ့ပြီးတော့နှစ်နိုင်ငံစစ်ရေးပူးပေါင်းလေ့ကျင့်မှုများပြုလုပ်ခြင်းစစ်ဘက်ဆိုင်ရာနည်းပညာလေရင်သုံးပစ္စည်းများနဲ့ drone ပစ္စည်းများထောက်ပံ့ခြင်းတွေကိုလှုံ့ဆော်နေတယ်လို့အမတ်တေစစ်တေတာကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်ကျပ်ဖို့ပါတီကမဲဆန္ဒနဲ့အသီးသီးမှာရှင်ပြိုင်မဲ့လွှတ်တော်60လဲလောင်းနေရဲ့စီးရင်များကိုစစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းထံကိုတင်ပြနေရပြီးတော့ခွင့်ပြုချက်ရယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျပ်ဖို့ပါတီကမဲဆန္ဒနဲ့အသီးသီးမှာပါဝင်ရှင်ပြိုင်မှာဖြစ်ရာစစ်တပ်ဘက်ကဗိုလ်ချုပ်အများပြားကိုဗိုလ်ချုပ်ရွှေကိုအဖြစ်နဲ့ကျပ်ဖို့ပါတီလဲကိုမင်းအွန်လိုင်းကဆေးလွတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ရရှိများအတွက် ါတီကလွတ်တော်ကိုယ်စားလှယ်လောင်းမဲဆန္ဒနဲ့အများပြခြံထားပေးရတဲ့အပြင်အခုနောက်ဆုံးကျန်းဖို့ပါတီရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရင်များကိုမင်းအောင်လိုင်းထံကိုတင်ပြပြီးတော့ခွင့်ပြုချက်ရယူနေရတယ်လို့သိရပါတယ်။ရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့ပါတီလွတ်တော်ကိုယ်စားလှယ်လောင်းဆိုင်ရင်အပိတ်ကိုဗိုလ်ချုပ်မှုကြီးစီကိုတင်ပြပြီးတော့ခွင့်ပြုချက်ရယူရပါတယ်။လွတ်တော်ကိုယ်စားလှယ်လောင်းဆိုင်ရင်ကတက်မတော်ကလာတဲ့သူတွေအတွက်ခြံထားရတဲ့အပြင်အားလုံးကပါတီဘဟုကပဲအဓိကဆုံးဖြတ်လိုက်တယ်။ အောက်ခြေကတင်တဲ့လူရှိပေမဲ့ပါတီဘဟုစီးစီကပဲဆုံးဖြတ်ပြီးတော့တင်လိုက်တာဘသူတွေရွေးကောက်ပွဲဝင်ပါတယ်ဘသူတွေကတော့ရွေးကောက်ပွဲမဝင်သင့်ဘူးဆိုတာကိုဘိုးချုပ်မူကြီးကဆုံးဖြတ်တာလွတ်တော်ကိုယ်စားလှယ်လောင်းကိုရေးအချင်းပညာရေးအချင်းနောက်ကျောင်းရာဇဝင်အားလုံးမှာဘိုးချုပ်မူကြီးစီကိုတင်ပြရတာလို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ကျန်းဖို့ပါတီအတွင်းမှာစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ရဲ့လူယုံဥက္ကဋ္ဌခင်ကြီးရဲ့ဥဆောင်မှုကိုမလိုလားတဲ့ အုပ်စုခွဲကြီးတစ်ခုဖြစ်ပေါ်လျက်ရှိတော်လေအဲ့ဒီအုပ်စုဟာစစ်တပ်ဘက်တော်သားအင်အားကောင်းနေတဲ့အတွက်ငြိမ်သက်နေရတဲ့အခြေအနေဖြစ်တယ်လို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောပြထားပါတယ်မင်းအောင်လိုင်းက2022ခုနှစ်အောက်တိုဘာလမှာကျန်းဖို့ပါတီဥက္ကဋ္ဌတန်းထေးကိုဖြုတ်ချခဲ့ပြီးတော့ ခင်ဤကိုဥက္ကဋ္ဌဖြစ်နေ၎င်းဒုတိယဗိုလ်ချုပ်ကြီးမျိုးစော်သိန်းကိုအငိမ့်စားပေးကပါတီရဲ့ဒုဥက္ကဋ္ဌတက်ဖြစ်နေ၎င်းခန့်အပ်စေခဲ့တယ်လို့သိရပါဗျ။မင်းအွန်လိုင်းကခင်ဤကိုစံဖို့ဥက္ကဋ္ဌဖြစ်နေစတင်လိုက်ကလေးကပါတီထဲမှာအုပ်စုကြီးနှစ်ခု꽌ပြဲသွားခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့စစ်အာဏာသိမ်းထားတဲ့အချိန်ဖြစ်တဲ့အတွက်စစ်တပ်ကခန့်အပ်ထားတဲ့ခင်ဤနဲ့၎င်းတို့အုပ်စုကိုအင်အားရှင်းပြန်ရန်ခက်ခဲနေတယ်လို့ပြောပါဗျ။လက်ရှိစံဖို့ပါတီအတွင်းမှာစီမံခန့်ခွဲရေးအားလုံးဟာ မင်းအွန်လိုင်းထံကိုအတိပေးပြီးမှလှုပ်ဆောင်နေရတယ်လို့သိရပါတယ်။ပါတီကနှစ်ချမ်းကွဲနေတာဗျ။ဗိုလ်ချုပ်မှုကြီးရဲ့လူတွေပါတဲ့အုပ်စုကတော့အခုချိန်ပို့ပြီးတော့အင်အားကြီးနေတာပေါ့။ခင်ကြီးမျိုးစော်သိန်းတောင်အေ အောင်ဆိုးနဲ့အခြားသောဗိုလ်ချုပ်ဟောင်းတွေလည်းရှိနေပါသေးတယ်။နောက်တအုပ်စုကတော့အရင်ဥက္ကဋ္ဌကြီးတန်းထည့်ရဲ့လူတွေပေါ့။တကယ်တော့နိုင်ငံမှာအာဏာသိမ်းခံရတာမဟုတ်ပါဘူး။ကျန်းဖို့ပါတီပါအာဏာသိမ်းခံလိုက်ရတာပါ။အခုပါတီတွင်းမှာဗိုလ်ချုပ်မှုကြီးမသိပဲအီးတောင်ပေါက်လို့မရဘူးလို့ကျန်းဖို့ပါတီသတင်းရင်းမြစ်ကပြောပြထားပါရယ်။၂024ခုနှစ်အေပီလအတွင်းမှာကျန်းဖို့ပါတီရဲ့ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌလဲဆဲဝင်းကြီးဟောင်းမြင့်လှိုင်ကိုစစ်ခွေးတက်ကဖမ်းဆီးခဲ့ခြင်းဟာ ပါတီဥက္ကဋ္ဌခင်ယီကိုဖြုတ်ချရန်ကြံစီခဲ့မှုဖြစ်တယ်လို့သိရပါဗျ။ချက်ဖို့ပါတီတွင်မှာမင်းအောင်လှိုင်ရဲ့လိုတလိုချေလယ်မှုကိုမခံရန်လဲဆဲဝင်ကြီးဟောင်းမြင့်လှိုင်က စီယုံလှုပ်ရှားခဲ့သေးတယ်လို့သိရပါဗျ။စစ်ခွေးတပ်က2024ခုနှစ်ဧပြီလ10ရက်နေ့မှာလဲဆဲဝင်ကြီးဟောင်းမြင့်လိုင်ကိုနောက်ကျောင်းပြန်အဂရိမြေသိမ်းမှုများနဲ့စစ်ကောင်စီတပ်များကအမှုဖွင့်ဆစ်ဆဲခဲ့ပြီးတော့နေအိမ်နဲ့ပိုင်းဆိုင်မှုများကိုပါချိတ်ပိတ်သိမ်းဆည်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မြင့်လိုင်ရဲ့နေအိမ်အတွင်းမှာရှာဖွေရမှာလက်နက်တချို့ရွှေတုံးနဲ့ကြောက်တမ်းပဒံများတွေကိုပါသိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါဗျ။အဲ့ဒီတိမ့်စီမှုများကိုစစ်ထောက်လမ်းရေးအဖွဲ့ဆရာဖားကလှုပ်ဆောင်ခဲ့ပြီးတော့နိုင်ငံပိုင်အဖြစ်နဲ့တိမ့်စီထားတာကိုဗဟိုဘဏ်ကိုအနံ့ခဲ့တယ်လို့သိရပါဗျ။ လဲဆဲဝင်းကြီးဟောင်းမြင့်လိုင်ကိုဝင်းကြီးဖြစ်တဲ့အချိန်ကရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှေ့ပိုင်းမှာရှိတဲ့လဲမြေအေက1932အေကကိုတမတ်ဖြစ်သူရဲ့နာမည်များနဲ့လဲမြေလုတ်ပိုင်ခွင့်ရှောက်ထားရယူထားတယ်လို့သိရပါတယ်။ဒါကြောင့်မြင့်လိုင်ကိုအဂတိလိုက်စားမှုဥပဒေပုံမှ55နဲ့အရေးယူရန်အမှုဖွင့်ခဲ့ပြီးတော့အေဘီလ10ရက်နေမှာဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။မြင့်လိုင်ဟာစစ်တပ်မှဒုတိယဗိုလ်ချုပ်ကြီးရာဒူးနဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့2011ခုနှစ်ကနေ2016ခုနှစ်အထိ သမရဦးသိန်းစိန်အစိုးရလက်ထက်မှာလယ်ဆယ်ဝင်ကြီးအဖြစ်နဲ့တောင်းအထမ်းဆောင်ခဲ့တယ်လို့သိရပါဗျ။ကြက်ဖို့ပါတီရဲ့ထိတ်တန်းခေါင်းဆောင်တအုပ်လည်းဖြစ်ပြီးတော့အာနာရှင်ဟောင်းတန်းရွှေရဲ့စိတ်ချယုံကြည်ရတဲ့လူယုံတအုပ်လည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကနေမြို့နယ်နဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်တို့မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းကနေတိုက်ခိုက်ခြင်းများပြုလုပ်တဲ့အတွက်ပြည်သူ၄ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ22ရက်နေ့ည9နာရီအချိန်မှာကနေမြို့နယ်တမင်ချံဆံပြကြီးရွာကိုစစ်တပ်ကစက်တပ်၄ထင်းနဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၄ဦးသေဆုံးပြီးခိုင်းနွား၄កောင်မှာသေဆုံးသွားတယ်လို့သိရပါတယ်။တမင်ချံကြီးရွာအရှိထိတ်ကားလမ်းမကြီးဘေးဝဲရွာကို စက်တပ်၄ထီးနဲ့ဘုံနှလုံးကျဲချသွားတာပြည်သူ၄ဦးတေဆုံးသွားတယ်ခိုင်းနွား၄កောင်လည်းတေသွားပါတယ်တေဆုံးသွားတဲ့ပြည်သူတွေကတော့ကိုကျော်သူကိုတန်းပူကိုချီအေးနဲ့မမိပြားတို့ဖြစ်တယ်လို့သိရပါတယ်မြေပြင်မှာဗားတိုက်ပွဲမှာမရှိဘဲနဲ့ကိုကျဲသွားတာလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ် လက်တလုံးမှာစစ်တပ်ကတမင်ချန်ချေးရွာကိုလေကြောင်းတိုက်ခတ်မှုများမကြာခဏလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူများဟာရွာထဲမှာမနေရတော့ဘဲနဲ့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါတယ်တမင်ချန်ချေးရွာကိုဘုံကျဲချခဲ့တဲ့စစ်တပ်လေထီးဟာမုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်လေထီးဖြစ်တယ်လို့သိရပါဗါတယ်အလားတူပဲစက်တဘာလ21ရက်နေ့ည9:00နာရီခွဲအချိန်မှာ မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ရွာကြီးကျေးရွာကိုမြင်းညာအခြေဆိုင်ခလာရ15တက်ကဟော်ဝဇာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။စက်တမလ9ရက်နေ့မနက်9:20မိနစ်အချိန်ခန့်ကလည်းနှထိုးကြီးမြို့နယ်မကြီးကန်ကျေးရွာကိုမိထီလာ၄တက်ကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ5စီးနဲ့ဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းဘုံကျဲချမှုကြောင့်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးခိုင်းနှွားများတိုက်ဆုံသွားရတယ်လို့သိရပါဗျ။ နထိုးကြီးထဲမှာတော့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်လိုက်လေကြောင်းကနေဘုံကျဲလိုက်နဲ့တောက်လျှောက်ဆိုးသလိုတိုက်ခိုက်ခံနေရပါတယ်စစ်ကြောင်းထိုးတာတွေကလည်းမြေပြင်မှာလုံနေတယ်စက်တမလာ9ရက်နေ့ကဂျိုင်ရိုကော့ပတာ5စီးနဲ့တိုက်ခိုက်ခံရတာပြည်သူ9ဦးထဏ်ရာရတယ်နေအိမ်နှလုံးပျက်စီးသွားပြီးတော့နွားသုံးကောင်တေသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ် အကြမ်းမဆက်တက်ကလာမဲ့ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နယ်မြေရှင်းလင်းရေးဆိုပြီးခေါင်းစဉ်တက်ကနထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းထုံးမှုများလဲလှုပ်ဆောင်ပြီးတော့ပြင်ဆင်လျက်ရှိတယ်လို့ဒေသစီရေးသတင်းအကြီးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကပြုတ်လုမဲ့ရွေးကောက်ပွဲကိုပြတ်ပြားစေရန်နှုံဆော်တယ်ဆိုပြီးတော့အသက်မပြည့်သေးတဲ့လူငယ်၃ဦးအပါအဝင်ပြည်သူ၉ဦးကိုစစ်ခွေးတပ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ၁၄ရက်နေ့မှာကရင်ပြည်လွိုက်ကော်မြို့ ဒေါနိုကူရက်ကွက်မှာရွေးကောက်ပွဲလုပ်ငန်းရှင်များပြက်ပြားစီရန်လှုံ့ဆော်တယ်ဆိုပြီးတော့အသက်၁၈နှစ်အရွယ်မောင်ပိုင်ပိုင်ဆိုးခေါ်မျိုးမင်းခန့်ခေါ်ပိုင်ဆိုးအသက်၁၈နှစ်အရွယ် မောင်ဟန်ထွန်းအောင်ခေါ်ရဲမင်းကိုကိုခေါ်ဟန်ကြီးအသက်18နှစ်အရွယ်မောင်အောင်နိုင်လင်းအသက်16နှစ်အရွယ်မောင်ဖြိုးပိုင်စည်းအောင်နဲ့အသက်14နှစ်အရွယ်မောင်ထွန်းနေဦးလိုင်တို့ကိုစစ်ခွေးတပ်ကဖမ်းဆီးထားတယ်လို့သိရပါတယ်အဲ့ဒီလူငယ်5ဦးကိုရိုက်ကွန်မြို့မှာရဲစခန်းမှာအမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်အလားတူပဲစက်တင်ဘာလ16ရက်နေ့ကရန်ကုန်တိုင်းလိုင်တာယာမြို့နယ်မှာရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုပြတ်ပြားရန်ဆန္ဒပြလှုံ့ဆော်တယ်ဆိုပြီးတော့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်နေအသက်36နှစ်အရွယ် ကိုရဲသူရအောင် အသက်25နှစ်အရွယ်ကိုကျော်ဝနာအသက်45နှစ်အရွယ်ဦးချစ်ဝင်းနဲ့အသက်34နှစ်အရွယ်ကိုပြေထွန်းတို့ကိုဖမ်းဆီးခဲ့ပြီးတော့ရွှေပြည်သားမြို့မှာရဲစခန်းမှာဖမ်းဆီးထားတယ်လို့သိရပါဗျ။ဖမ်းဆီးရရှိသူကိုဦးစလုံးကိုစစ်တပ်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာခြင်းကနေကာကွယ်ပေးရေးဥပဒေပုံမှာ23ကကြီးနဲ့အတိအသေးအမှုဖွဲ့စစ်စေးဖမ်းဆီးအရေးယူထားတယ်လို့သိရပါဗျ။စက်တဘာလ9ရက်နေ့ကလည်းလာရှုံမြို့ ရက်ကွက်9မှာ မြို့ကအမျိုးသမီးမောင်းနေလာတဲ့ကားကိုအမျိုးသားနှုတ်ကတနက်နဲ့ပြစ်ဖောက်ပြီးတော့ကားလူရဲသွားမှုအပေါ်လုံခြုံရေးမရှိသောဖြစ်စဉ်အဖြစ်နဲ့စစ်တပ်ကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့တဲ့ကိုနီသွေးကိုရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖြတ်စည်းခြင်းကနေကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးနဲ့အလုံးနဲ့ထောင်းတန်း9ရက်တိတိစစ်တပ်ကချမှတ်ခဲ့တယ်လို့သိရပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖြတ်စည်းခြင်းကနေကာကွယ်ပေးရေးဥပဒေပုံမှန် 23ကကြီးမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်ရဲ့ဒစိဒရေတာကိုဖြစ်စေပြပြားစီရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုပ်ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုမိသည်နီးနှံ့မြမပြုလုပ်ရပဲအဲ့ဒီတားမြစ်ချက်များကိုဖောက်ဖျက်ကျွလွန်ကြောင်းပြစ်မှုထင်ရှားခြင်းစီရင်ခြင်းခံရရင်အဲ့ဒီသူကိုထောင်ဒဏ်အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်ရမယ်အပြင်ငွေဒဏ်များလည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ် အကြမ်းမဲ့စစ်ကောင်စီကအခုနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကိုကာကွယ်ရန်အတွက်နောက်ဆက်ဖြတ်စည်းသူများကိုထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေထောင်ဒဏ်တသက်တကျွန်းနဲ့ပေးဒဏ်များပါချမှတ်နိုင်တဲ့ဥပဒေကိုစစ်ကောင်စီကဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့ပါတယ်။စစ်ကောင်စီကပြဋ္ဌာန်းတဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတွေကိုပြုလုပ်ပါကအရေးယူမှာဖြစ်တယ်လို့ပြဋ္ဌာန်းထားပါတယ်။ချင်းချောက်ချင်းဟန်တားခြင်းမလျော်ဩဇာတုံးခြင်းနာကျင်စေခြင်း အပြည့်အထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသေးဆုံးမှုတွေဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးတော့အ ਨੇ ဆုံးထောင်ဒဏ်၃နှစ်ကနေအများဆုံးထောင်ဒဏ်တသက်တကျွန်းနဲ့တေးဒဏ်တွေကိုပါချမှတ်မှာဖြစ်တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနက်တလင်းမြို့နယ်မှာစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရသူကိုဆိုင်းမြတ်ကိုကရဲတအုပ်ကိုဓာတ်နဲ့ထိုးတက်ပြီးတော့တနက်ကိုလူယူက PDF တွေထမ်းမှာလက်နက်တဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နက်တလင်းမြို့နယ်တောင်ညိုကွက်တဲ့ရဲစခန်းမှာကိုဆိုင်မြတ်ကိုဟာစစ်မှုထမ်းတပ်သားအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့ကိုဆိုင်မြတ်ကိုဟာစက်တင်ဘာလ22ရက်နေ့ကတောင်ညိုကွက်တဲ့ရဲစခန်းကရဲတွေတန်းစီနေတဲ့အချိန်တယောက်တည်းကြံရင်နေတဲ့ရဲတအုပ်ကိုဓားနဲ့ထိုးတက်ပြီးတော့၎င်းကန်ဆောင်တဲ့ဂျီသူရီတနက်တလဂျီသူရီဂျီ၁၀တောင်းနဲ့ဂျီပေါက်တစ်ခုတို့ကိုယူဆောင်လာပြီးတော့ထွက်ပြေးလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ရဲကိုတပ်ဖြတ်ခဲ့တဲ့ကိုဆိုင်မြတ်ကိုကလက်နက်နဲ့အတူဒါယာဝတီခရအမှတ်တက်ရင်3837ထန်းကိုအလင်းဝင်ရောက်လာခဲ့ ဲ့တယ်လို့သိရပါတယ်။ကိုဆိုင်မြတ်ဟာစက်တင်ဘာလ10ရက်နေ့မှာတောင်ကျိုကွက်တဲ့ရဲစခန်းကရဲများစိုင်းကဲများကိုလမ်းစစ်စစ်ဖမ်းဆီးတဲ့အချိန်မှာစစ်မှုထမ်းရအတွက်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်တယ်လို့သိရပါတယ်။ပေါ်တာဆွဲခံရတာ၁၀ရက်လောက်ပဲရှိပါသေးတယ်။တောင်ကျိုကွက်တဲ့ဈေးတန်းမှာဆိုင်ကယ်တွေကိုဖမ်းနေရင်းကနေလူငယ်တွေကိုစစ်ထဲဝင်ရမယ်ဆိုပြီးတော့ခေါ်ဆောင်သွားခြင်းခံလိုက်ရတာပါ။အလင်းဝင်ရောက်လာတဲ့သူကစက်တမလာ၂၁ရက်နေ့ကအလင်းဝင်လာတာပါ။သူကရဲတယောက်ကိုတတ်ပြီးတော့ရဲကင်နဲ့တနက်ကိုယူလာပြီးအလင်းဝင်လာတာပါလို့တရားဝင်ခရိုင်အမှတ်တက်ရင်၃၈၃ရက်တက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်။လက်ရှိအချိန်မှာအလင်းဝင်လာတဲ့ကိုဆိုင်မြတ်ကိုကို တာဝရီခရိုင်အမတ်တေတိုင်ရင်383ရတဲ့ကစုချင်းငွေအဖြစ်30ချင်းမြေပေးထားတယ်လို့သိရပါဗျ။ကြမ်းရှိနေတဲ့အတရားဓမ္မပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များအနေနဲ့လည်းအခုလိုမျိုးအခွင့်အရေးကိုစောင့်ဆိုင်ပြီးတော့ဒေါ်လာရေးတပ်ဖွဲ့များထံမှအလင်းဝင်ကြရတယ်။အကြမ်းမဲ့စစ်ကောင်စီကိုတော်လန်သွားကြရန်စစ်အာဏာရှင်ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ရန်အတွက်အသုံးချခံမဖြစ်စေကြရန်တာဝရီခရိုင်အမတ်တေတိုင်ရင်383ရတဲ့တိုင်ရင်ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကနေကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ